အနာယူဖို့ဆုံးဖြတ်ပြီးမှမြကင်းစိမ့်ပေါ်တကြော့ပြန်လာခဲ့တဲ့ပေါ်သမားလေးဦးပရိသတ်များတွင်မိလာပါခင်ဗျာမြက်သူအိုင်မက်ခွန်ရှေကိုအေဂျင့်ကနေပြန်လည်ကြိုးလိုက်ပါရင်ပေါ်သမားများစုဟာအသက်35ဝန်းကျင်မှာကစားမဘွားကနေအနာယူလေးရှိပါရင်ဒဏ်ရာပဒနာတွေနဲ့ကြုံတွေ့ခဲ့ရင်တော့အနာယူတဲ့အချိန်ကဒီထက်ဆောသွားနိုင်ပါရင်ဒါပေမဲ့လည်းနမဲကျော်ပေါ်သမားတွေတဲမှာအနာယူပြီးမှဘောလုံးပြန်ကစားခဲ့တဲ့သူတွေလည်းရှိခဲ့ပူပါရင်ဒါကြောင့်ဒီနေ့မှာတော့အနာယူဖို့ဆုံးဖြတ်ပြီးမှမြကင်းစိမ့်နေပေါ်တကြော့ပြန်လာခဲ့တဲ့ကစားမလေးဦးအကြောင်းကိုတင်ဆက်ပေးသွားချင်ပါရင်နမဲ၁ပေါ်စကို မန်ချက်စတာနိုက်တက်ကနဝင်ကွင်းလေလူပေါ့စကိုဟာအသက်38နှစ်အရွယ်မှာပရီးမီယာလိဂ်ဖလားကိုစင်ကြင်မြောက်ဆွေးခိုးပြီးကစားမပွားကနေအနိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့6လကြာမှာတော့မန်ချက်စတာနိုက်တက်ကွင်းလေဟာဒဏ်ရာပြစ်ဒဏ်ရာနဲ့ကြုံတွေ့နေခဲ့ရတာကြောင့်ပေါ့စကိုဟာမျက်ခင်းစိမ့်နေပေါ်ပြန်လာဖို့စဉ်းစားခဲ့ပါတယ်။အဲ့ဒီချိန်ကမန်ချက်စတာနိုက်တက်ရဲ့ကွင်းလေကစားမတွေဟာဒဏ်ရာပြစ်ဒဏ်ရာနဲ့ရင်ဆိုင်နေရပြီးနောက်ခံလူတွေဖြစ်တဲ့ဖီဂျုံ၊ယာရေတို့ကိုတော့မှကွင်းလေမှာထားပြီးကစားပေးခဲ့ရပါတယ်။ ဘော့စကိုကမန်ချက်စတာဒါဘီမှာအသင်းအတွက်ပထမဆုံးပြန်လည်ကစားပေးခဲ့ပြီး၃ဂိုးနှုန်းနဲ့နိုင်ရရှိခဲ့ပါတယ်။ယာလီကောင်ကတော့မန်ချက်စတာယူနိုက်တက်နဲ့အတူဆက်တကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆူပလာကိုကိုင်းမြောက်နိုင်ခဲ့တာဖြစ်ပါတယ်။နံပါတ်၄ပီတာချက်ချဲစီကနေဝင်ပီတာချက်ဟာအာဆင်နယ်အသင်းမှာကစားနေ2018-2019ဘောလုံးယာလီကောင်မှာကစားမပွားကနေနားယူခဲ့ပါတယ်။အဲဒီနောက်ပီတာချက်ဟာဟော်ကီကုသမအဖြစ်ပြောင်းလဲခဲ့ပါတယ်။2019ဇူလိုင်လမှာတော့ချဲစီအသင်းရဲ့ဖိတ်ကြားမှုကြောင့်ချဲစီအသင်းရဲ့နေ့စနစ်နဲ့စွမ်းဆောင်ရည်ချန်ပီယံပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ ရာသီစမှာချင်းစင်အသင်းရဲ့အဓိကကုသမာကီပါကလည်းစွမ်းတည်မြေမှုရှိရာကြောင့်ရန်နင်းအသင်းရဲ့ကုသမာမန်ဒီကိုအစားထုတ်ခေါ်ယူခဲ့ရပါတယ်။ဒီချိန်မှာပဲအဲ့ဒီကာလာတော့ကချင်းစင်တင်ဟာရေးပေါ်အခြေအနေအတွက်ပရီမီယာချက်ကိုပရီမီယာလိဂ်စားကပါဆင်းနေမှာပြန်လည်ထည့်သွင်းခဲ့ရပါတယ်။ဒါကြောင့်လည်းအဲ့ဒီရာသီမှာချင်းစင်အသင်းရဲ့တရှိုးပွဲစဉ်တွေမှာပီတာချက်ဝင်ဖန်းတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။နံပါတ်3မက်ဆီဘောလကားရဲ့ဂေါ်ကြီးမန်စီဆိုတာနိုင်ငံလက်ရေးစင်အသင်းဖြစ်တဲ့အာဂျီနာအသင်းကနေအချိန်ချင်းအားယူဖို့ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့အတူအဓိကဘောလုံးပွဲလေးပွဲစံရှုံးနေခဲ့ပြီးတဲ့နောက်မက်ဆီဟာနိုင်ငံလေးရင်းစင်ကစားမပွားကနေအားယူဖို့ဆုံးဖြတ်ခဲ့ပါရင်မက်ဆီကကျွန်တော်တို့နိုင်ငံလေးရင်းစင်ပွားကပြီးဆုံးသွားခဲ့ပါပြီကျွန်တော်တိုင်းနိုင်ငံတော်လုံးပေးပြီးပြီးချန်ပီယံဖြစ်ခဲ့တာကကျွန်တော်ကိုနာကျင်စေခဲ့ပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်ဒါပေမဲ့2018ကမ္ဘာ့လမှာတော့မက်ဆီဟာနိုင်ငံအသင်းအတွက်ပြန်ပြီးတော့ကစားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်2018ကမ္ဘာ့လရှုံးနေအဆင့်မှာရှုံးနေခဲ့ပြီးတဲ့နောက်မက်ဆီကနိုင်ငံလေးရင်းစင်ကစားမပွားကနေအားယူခဲ့ပြန်ပါတယ် ိတ်မကြပါဘူးမန်စီယာနိုင်ငံလေးစဉ်အသင်းအတွက်ပြန်ကစားပေးခဲ့ပြီးကိုပါအမေရိကဖလားစုခုနိုင်ခဲ့တယ်လို့2022ခုနှစ်မှာကိုပါဖလားချန်ပီယံဆုကိုလည်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။နံပါတ်၄ဆနဒီစီဒန်ပြင်သစ်ကနဝင်စီဒန်ဟာ2004ရိုးပြိုင်ပွဲမှာဂရီကိုရှုံးနေခဲ့ပြီးတဲ့နောက်နိုင်ငံလေးရဲ့စင်ကစားမပွားကလည်းအနားယူကြောင်းကြေညာခဲ့ပါတယ်။ဒါကြောင့်2006ကိုပါဖလားမှာစီဒန်မပါတဲ့ပြင်သစ်အသင်းကိုမြင်တွေ့ရမယ်လို့ထင်မှတ်ခဲ့ကြပေမဲ့စီဒန်ကနောက်ပိုင်းမှာတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်။စီဒန်ဟာပြင်သစ်အသင်းကို2006ကိုပါဖလား ်ဖိုင်နယ်ထိပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘောလုံးပွဲမှာမာတာရာစီရဲ့ယင်ဘက်ကိုကောင်းနဲ့ပေးဆောင်ခဲ့တာကြောင့်ဇီဒန်ရဲ့ကမ္ဘာပလာမျောလင်းချက်ကအဆုံးသတ်ခဲ့ရပါတယ်။2006ကမ္ဘာပလာအပြီးမှာတော့ဇီဒန်ဟာကစားမပွားကနေအပီးတိုင်အနိုင်ယူကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။